recommend ပေးခြင်းတဲ့ဇာတ်ကားလေးတကားရှိရယ်အဲ့ဒါဘာလဲဆိုတော့ X and the City ဆိုတော့ဒီတိချာစီဒီဇာတ်ကားကိုကြားဘူးနေတာကြားလာပြီဒါပေမဲ့တကားမှမကြည့်ဖြစ်ဘူးဘာကြောင့်မကြည့်ဖြစ်လဲဆိုတော့ဒီဇာတ်ကားနာမည်ကြောင့်ကိုမကြည့်ဖြစ်တာအရန်မှောင်မိုက်နေမဲ့ဇာတ်ကားမျိုးဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးထင်ပြီးတော့မကြည့်ဖြစ်တာအဲ့အတွက်အရန်ကိုနောင်တရရတယ်တကယ်တကယ်ဒီဇာတ်ကားကြည့်တဲ့အချိန်မှာ သူကဒီအရွယ်ရောက်လူငယ်တွေရဲ့ကိုယ့်ရဲ့ဒီအာ relationship ပေါ့နော်ရှာတာရှာတဲ့အကြောင်းကိုရိပ်ပြထားတာ life partner ဘဝလက်တွဲဖို့ရှာတဲ့ပုံစံအမျိုးမျိုးကိုဒီအမျိုးသမီးတငယ်ချင်းလေး၄ယောက်ရဲ့ shoot down လေးခုကနေသူပြထားဖြစ်တယ်တခါကြကြာကိုက relationship တိချလိုချင်တာမဟုတ်ဘူးရီးစားလိုချင်တာမဟုတ်ဘူးဒါပေမဲ့အထီးကျန်လို့ယူလိုက်တာမျိုးဒါပေမဲ့ကိုကလက်မထက်ချင်ဘူးအဲ့လိုမျိုးအနေထားမျိုးတွေအားလုံးကိုဒီဇက်ကမှမြင်ရမှာဖြစ်တယ်ဒါကြောင့်အရွယ်ရောက်တဲ့လူငယ်တိုင်းဒီ ဇက်ကောင်းကိုကြည့်ကိုကြည့်တင်တယ်ဇက်ကောင်းနာမည်ကိုကြည့်ပြီးတော့လုံဟောက်ကိုကြောက်ရွံ့ပြီးတော့လုံဟောက်မကြည့်ပဲလုံဟောက်မနေပါနဲ့ပေါ့နော်ဆိုတော့ဒီဇက်ကကာ1998ခုနှစ်ကတည်းကနေ C slide ထွက်ထားတာဖြစ်ပြီးတော့2008မှာဒီ short movie ဒီ2နာရီဇက်ကာထွက်တယ်2010မှာလည်း2နာရီဇက်ကာတကားထွက်တယ်အဲ့ဒီ2နာရီဇက်2010ထွက်တဲ့ဇက်ကာဆိုလို့ရှိရင်ဆက်ဆက်ချင်းမှာနော်ဒီ gay wedding ကြီးနဲ့အကြီးအကျယ်ကိုရိုက်ပြထားတာအရန်ကိုကြည့်ဖို့တင့်တော်တဲ့ဒီဇက်ကာဖြစ်တယ် ပေါ့နော်ဒီ relationship ရှာပုံတော့လူငယ်ဒီအရွယ်ရောက်တဲ့လူငယ်တိုင်းတိထားတဲ့အကြည့်တင်တဲ့ဇာတ်ကားတကဖြစ်တယ်လို့ recommend ပေးခြင်းတယ်